မကွေတိုင်းမြိုင်ဆက်မှုနဲ့တက္ကသဆက်ယုံကနေအင်အား150ဝန်းကျင်နဲ့ထွက်လာတဲ့စစ်ကွန်ရှင်တပ်သားတွေဟာတစကံဖြစ်ဖမ်းဆီးလာတဲ့ဒေတာခံတွေတဲကပြည်သူနှုတ်ဦးကိုတက်ဖြတ်သွားခဲ့တယ်လို့အညာမြေတပ်ပေါင်းစုစီကသိရပါဗျ။အဲ့ဒီစစ်ကွန်ရှင်တပ်သားတွေဟာနိုဝင်ဘာလ17ရက်နေ့မှာတရက်ပြူရွာကနေဆက်မှုနဲ့ဖက်ကိုအလားဒေတာခံ9ဦးကိုဖမ်းဆီးခဲ့ပါဗျ။ အဲ့ဒီထဲကအသက်40ကျော်အမျိုးသမီးတဦးနဲ့အသက်50ကျော်အမျိုးသားတဦးကိုဝက်ပုတ်ကြီးရွာအရှိဖုန်ကြီးကျောင်းသားမှာညှဉ်းပန်းနှိပ်စက်ပြီးနိုဝင်ဘာလ12ရက်နေ့မှာတပ်ဖြတ်သွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီစစ်ကော်မရှင်တပ်သားတွေဟာဝက်ပုတ်ကြီးရွာမှာရှိတဲ့နေအိမ်နှလုံးကိုလည်းမီးရှို့ဖျက်ဆီးသွားတယ်လို့ပါရာမော်တာနစီနဲ့လည်းလေကြောင်းတတ်ခိုက်မှု၄ချိန်ကျေချသွားတယ်လို့သိရပါတယ်။စစ်ကော်မရှင်တပ်သားတွေဟာနေ့လယ်တနားခွဲလောက်မှာတော့မြိုင်ဆက်မှုနေထဲကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့မနက်မှာတော့စစ်ကော်မရှင်တပ်သားတွေဘက်ကလှုပ်ရှားမှုမပြသေးဘူးလို့ဆိုပါတယ်စစ်ကော်မရှင်တပ်သားတွေအခုလိုမျိုးကြေးရွာတွေတဲကိုစစ်ကြောင်းထုံးဝင်ရောက်လာတဲ့အတွက်ကြေးရွာ၁၀ရွာထက်မနည်းဒေတာခန့်တွေဟာစစ်ပေးရှောင်နေကြရပါတယ်။ဝက်ပုတ်ကြေးရွာဟာအရင်ကပြူစောတိကြေးရွာဖြစ်ခဲ့ပြီးပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်စ်လ၈ရက်နေ့မှာအညာမြေတပ်ပေါင်းစုနဲ့မဟာမိတ်တွေကတင်ပိုက်ခဲ့ပါသေးတယ်လို့သိရပါတယ်ရှင်။